အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါမနေ့ကတော့ကဒါ Mikel Arteta ရဲ့ Arsenal team ကဒါသူ့ရဲ့ပွဲစဉ်ပေါ့လေသူ့ရဲ့ပွဲစဉ်ကိုတေးချသွားတဲ့အတွက်ကြောင့်ဒီနေ့ Super Sunday မှာကံမဲ့အသင်းတွေရဲ့ဒါအခွင့်အရေးပေါ့လေအထူးသဖြင့် Manchester City နဲ့ Liverpool ရဲ့အခွင့်အရေးဖြစ်လာတယ်ဘသူက gap ကို close လုပ်လိုက်မလဲ လက်ရှိ gap တွင်းပေါ့လေဖြစ်နိုင်ခြေရှိတဲ့ပေါ့လေဒီကနေ့ကံပဲပွဲတွေကများတော့များတယ်အာရှန်ဗီလာနဲ့ဘုံပေါက်ရှိတယ်ဘရန်ဖို့နဲ့နျူကာဆယ်ယူနိုက်တက်ရှိမယ်နောက်ခရစ်စတယ်ဘယ်လစ်နဲ့ဘရိုက်တန်နော့တန်ဖောရက်စ်နဲ့ဒါလီရှူနိုက်တက်နဲ့မန်ချက်စတာစီးတီးကလစ်ဗာပူးနဲ့ကံပဲဆိုတော့ဒီပွဲမတိုင်မကိုက်ခင်မှာဒါဘယ်လိုပြောမလဲလီဗာပူးက16မှတ်ဘုံပေါက်က16မှတ်မန်ချက်စတာစီးတီးက19မှတ်ဆိုတော့ဘုံပေါက်ကသူ့ရဲ့ပွဲစဉ်ပေါ့လေဒါသူ့ပွဲစဉ်ကိုသူအနိုင်ရလိုက်မယ် ဘုံမောက်ကအဆူဗီလာကိုနိုင်လိုက်ပြီဆိုရင်ဘုံမောက်ကရမှတ်23ဆိုရင်အာဆင်နဲ့ငါးမှတ်ပဲကွာမယ်ဆိုတော့သူတို့ကအဝေးကွင်းသွားခံရမယ်ထင်သလောက်တော့မဝင်ဘူးဘာလို့ဆိုတော့အဝေးကွင်းဖြစ်တဲ့နောက်ဗီလာကိုယ်တိုင်ကသူ့အတူပြန်ကောင်းလာတဲ့အသေးတသေးဖြစ်နေတဲ့အချိန်မှာတဲ့တစ်ဖက်က လီဗာပူးကလည်း session မှတ်နဲ့ Manchester City ကိုမှရှိမယ် City ကတော့အကောင်းဆုံး chance ပေါ့လေ City ကအိမ်ခွေ16မှတ်နဲ့အိမ်ခွေမှာကမ်းပဲတကယ်လို့တို့ Anfield ခွေမှာတွားကြရင်တော့တမျိုးအိမ်ခွေမှာကမ်းမှာဖြစ်တဲ့အတွက်ကြောင့်တို့ရဲ့အိမ်ခွေပွဲကိုဒါတို့နိုင်အောင်ကမ်းမယ်ဆိုရင် City ကရမယ့်22ရရင် Arsenal နဲ့ဂျာမန်လေးမှတ်ပဲ꽈မယ်လေးမှတ်ဆိုတဲ့အတိုင်းတာဟာ gap ကတပွဲလောက်ပဲအမားခံတော့မယ့်အခြေအနေမျိုးရှိတယ်ဆိုတော့ Liverpool ရော Manchester City ရောနှစ်သင်းလုံးပုံစံကောင်းအထူးသဖြင့် City ရောပို့ပြီးတော့ recent မှာပို့ပြီးတော့ပို့ပုံစံကောင်းရထားတယ်ဒါသူတို့နိုင်ပွဲဇက်တိုက်ဆက်နေတယ်ကြားထဲမှာအမှတ်တပွဲရောတာလောက်ပဲရှိတယ်ဂျန်နာရီကအကုန်လုံးရလက်ကောင်းနေတဲ့အချိန်မှာကျွန်တော်မှတ်မှတ်ရရ Premier League မှာ City နောက်ဆုံးအမှရော့တာအာဆိုဗီလာနဲ့ပွဲမှာရော့ခဲ့တယ်ချန်ပီယံလိမှာမိုနာကိုမှာပွဲရော့တယ်လီဗာပူးကတော့အခု အဒီသူတို့ Aston Villa နဲ့ Real Madrid ကိုနိုင်ထားတယ်ဆိုတော့ Arsenal ပေးတဲ့အခွင့်အရေးပေါ့လေ Arsenal ပေးတဲ့ wide open position ကိုဒါ Andy Slot ရဲ့ Liverpool ပဲယူမလား Now ဒီ Pep Guardiola ရဲ့ Manchester City ပဲယူမလားထူးခြားတာကဒီပွဲက Guardiola ရဲ့ Manchester City တို့ကဒါပွဲတစ်ထောင်ပြောက်နီးပြပွားဖြစ်တယ်ဆိုတော့ Barcelona B အသင်း Barcelona A အသင်းဒါ Bayern Munich နဲ့ ါတစ်ဖက်က Manchester City အသင်းတွေမှာသူတာဝန်ယူတဲ့ပွဲပေါင်းတထောင်ပြည့်တဲ့ပွဲဆိုတော့အဲ့အတွက်ကြောင့်လည်း interesting ဖြစ်တယ်သူကတော့ပြောတယ်လေကျွန်တော်ရဲ့ပွဲတထောင်ပြည့်မှာဒါ Liverpool ကို destroy လုပ်ပြီးတော့ကျွန်တော်နိုင်ပွဲရယူသွားမယ်ဆိုပြီးတော့သူကတော့ကြွေးကြော်ထားတယ်ဆိုတော့ဒါကတော့တကယ်လို့သူလိုအဲ့လိုနိုင်ပွဲရယူမယ်ဆိုရင်တော့သူတို့ perfect ပေါ့လေဘာလို့ဆိုတော့ပြိုင်ဘက်အမှတ်ရတဲ့အချိန်နောက်တစ်ခုကမနေ့က Chelsea ကအကောင်းဆုံး advantage ကိုယူပြီးတော့သူတို့က Arsenal gap ကို6မှတ်ပဲပြတ်လိုက်တယ်ဆိုတော့ Chelsea ကလည်းဒီခွေးကိုယူထားတဲ့အချိန်မှာ ဒါဒီကနေ့ပွဲမှာဘသူတွေအတုံးချနိုင်တယ်ဘသူတွေအတုံးချနိုင်တယ်ဆိုတော့အာရှွန်ဗီလာဘုံမောက်ပွဲရှိတယ်ဒါထိုက်ဂိမ်းဖြစ်တယ် ဘုံမောက်အတွက်ခက်ခဲကြမယ် Bradford Newcastle Newcastle အဝေးကွင်းညံ့ပုံမျိုးနဲ့ Bradford ရဲ့အိမ်ကွင်းအားကောင်းချက်ကတော်တော်လေးခက်ခဲကြရမယ် Palace နဲ့ Brighton ချင်းကြီးရဲ့အသင်းတွေတော့ဒီကနေ့က Palace ကလည်းအိမ်ကွင်းကောင်းတယ် Brighton ကလည်းကစားတတ်တဲ့အသင်းဖြစ်ပြီးတော့ကြည်ကောင်းနိုင်တဲ့ Forest ကတော့ကျွန်တော်ထင်တော့ Forest ကအိမ်ကွင်းမှာအနိုင်ရမယ်ထင်တာပဲဘာလို့ဆိုတော့သူတို့နဲ့ကမ္ဘာက Leeds United ဖြစ်တဲ့အတွက်ကြောင့် Leeds က Daniel Vargas အသင်းကအိမ်ကွင်းဆိုတော့မဆိုးဘူးအဝေးကွင်းမှာတော်တော်လေးရုန်းကန်ရပြီးတော့နောက်ဆုံးပွဲကတော့တကယ် Heavyweight Clash ဖြစ်တဲ့ Manchester City နဲ့ လပါဘူးဆိုကံမာတော့ဒေတာစံတော်ချိန်ကျနေ၄နာရီခွဲမြမစံတော်ချိန်ည7နာရီ7နာရီမှာကံမယ်ဘလို့မြင်လဲမနေ့ကအာဆနယ်အမှတ်ရော့သွားတယ်စပါ့စ်နဲ့မန်ချက်စတာယူနိုက်တက်ကိုအမှတ်ရော့သွားတယ်ချက်စီကတော့အမှတ်ပြည့်ယူလိုက်တဲ့အချိန်မှာမနေ့ကဆုံးရှုံးသွားတဲ့အမှတ်ရော့သွားတဲ့အသင်းတွေရဲ့ဒါအန်ဒီအသင်းတွေပေါ်ကိုဘသူ advantage ယူမယ်အာနီစလောကဖတ်ကွာဒီယူလာရဲ့ပွဲတစ်ထောင်ပြီးမှဒါအိုက်ပါတီကို upset လုပ်မလား မန်ချက်စတာစီးတီးနီးပြဂွာဒီယိုလာကပဲပွဲတစ်ထောင်ပြင်မှာနိုင်ပွဲနဲ့အတူဇယားထိတ်ကအာဆန်နဲ့အပတ်ပြန်ဖြတ်မလားလီဗာပူးနိုင်သွားရင်ဒါလက်ရှိအနေထားရလီဗာပူးက gap ကဘယ်လောက်ဖြစ်သွားမလဲဆိုတော့၅မှတ်ဖြတ်မယ်မန်ချက်စတာစီးတီးနိုင်ရင်၄မှတ်ဖြတ်မယ်တေးကြရင်တော့နှစ်ယောက်စလုံးက6မှတ်9မှတ်စီဆက်ရှိမယ်တည်ကြသွားမယ်ဆိုရင်တော့ဒါ glassy option ပေါ့လေဘယ်လိုမြင်ကြလဲဒီကနေ့ညပွဲ Arsenal ရဲ့ခြေချုံမှုကိုဘယ်သူအခွင့်အရေးယူနိုင်မလဲကိုမမဝယ်ရမှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်